မင်္ဂလာပါခင်ဗျာ sharing မြန်မာ မှကြိုဆိုပါတယ် sharing မြန်မာမှသတင်းများနေ့စဉ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ clip video ဆိုတာကတော့အားလုံးသိကြတဲ့အတိုင်းပါပဲမုံကုတ်သားသို့တရဆောဥဆောင်နဲ့တေဇာဆန်းတို့ပါဝင်ပြီးတော့ postmon တို့မောင်နှိုင်းတို့ပါဝင်တဲ့အဖွဲ့အစည်းတခုဖြစ်ပါတယ်ပန်တော်လက်နက်ကန်တပေါင် TNLA ရဲ့တပည့်ရင်းလို့ဆိုရမယ့်အဖွဲ့တခုလည်းဖြစ်ပါတယ်မန္တလေး PDF ကို2021ခုနှစ်ဖေဖော်ဝါရီလ15ရက်နေ့ကစတင်ဖွဲ့စည်းခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ် စတင်ဖွဲ့စည်းခဲ့တဲ့အချိန်တုန်းကတော့ MSDS ဆိုတဲ့အဖွဲ့နဲ့ဖွဲ့စည်းခဲ့တယ်။အဲ့ဒီနောက်2021ခုနှစ်ဒီမေလထဲမှာပလောင်လက်နက်ကင်သဘုံ DNA နဲ့ချိတ်ဆက်ပြီးတော့ပလောင်လက်နက်ကင်သဘုံ DNA ကမွေးစားသားအနေနဲ့ခိုင်းဘက်အနေနဲ့တင်တန်းနေပြီးလက်နက်တက်ဆင်ပြီးတော့မွေးစားခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက်ပိုင်း2020အခုနှစ်စွမ်းလာထဲမှာစစ်တင်တန်းဆင်ပြီးတော့မန္တလေး PDF အနေနဲ့နာမည်ပြောင်းခဲ့တယ်။ပထမဆုံးအပတ်စဉ်1ကို2021ခုနှစ်စွမ်းလာထဲမှာပဲဆင်ခဲ့တာဖြစ်ပြီးတော့အခုချိန်ကြီးတော့ဒီတက်ရင်အနေနဲ့1နှစ်3ရက်တက်ကနေ1နှစ် တောင်ရခွန်ဒီကိန်းခွန်ရင်ရှိတယ်လို့သိရပါတယ်။ဆိုတော့ဒီမန္တလေး PDF ရဲ့အကြောင်းကိုပြန်ပြောရရင်မန္တလေး PDF ဆိုတာကစတင်ဖွဲ့စည်းတဲ့အခြေအနေကပလောင်လက်နက်ကန်တုံ DNL ရဲ့ခိုင်းပတ်နေနေရှိခဲ့တာပါ။ COC CWC အနေနဲ့ပြန်ကြည့်ရင်လည်း NUG PDF အုပ်စုတွေနဲ့ခွန်ရင်ရှင်မှုအထိထားထားတဲ့အဖွဲ့တွေကိုဖြစ်ပါတယ်။ အန်ယူဂျီရဲ့ဒီအုပ်ချုပ်မှုအောက်မှာမရှိဘဲနဲ့တရားရက်တင်နေတဲ့အဖွဲ့အဖွဲ့လည်းဖြစ်ပါတယ်။ဒါအပြင်တေဇာဆန်းတို့ကလည်းပြည်ပြည်အုပ်စုကိုအမြဲတမ်းဝေဖန်တိုက်ခိုက်လေရှိပြီးတော့နောက်ပိုင်းမှာတေဇာဆန်းတို့စိုးသူရဆိုတော့ကိုပါဇက်ပိတ်သွားအောင်အန်ယူဂျီပြည်ပြည်အုပ်စုကစောဝေစိုးကိုယ်တိုင်ဆင်းလာပြီးတော့မကုတ်မှာတွစ်ဆုံမှုတွေပြုလုပ်ခဲ့ပါတယ်။အထားပါတော့ဒါကပြည်ပြည်အုပ်စုတွေရဲ့တည်မမှန်မှုတွေတခိုးနဲ့တည်းများအတူတူတွေ့တဲ့အခြေအနေဖြစ်နေတယ်ထူးခြားတာတော့မဟုတ်ပါဘူး။ဒီထဲမှာဒီမှာထူးခြားတာကမန္တလေး PDF ဆိုတဲ့ဒီပလောင်လက်နက်ကိုင်စပွန် DNA ရဲ့ခိုင်းဘက် ် NUGPB အုပ်စုတွေနဲ့ပကုန်းချင်းရှင်တွေအဖွဲ့မှကလပံထိုးတာရေးသူတို့လုံဆောင်မှုတွေဖြစ်လာပါတယ်။ဒါကတော့နိုင်ငံရေးမှာတွေးခွဲတက်ရှုံမှုလို့ပြောရမလား။ဒါမှမဟုတ်ဟင်းသာကိုတောင်ဆက်တွေးပြီးတော့ဇက်တူသားစားနေရလို့ပြောရမလား။ဘလို့ပဲဖြစ်ဖြစ်ကတော့အချင်းချင်းကိုက်နေကြပြီလို့ဆိုရမှာဖြစ်ပါတယ်။ဘာကြောင့်လဲ။မန္တလေး PDF မှာခေါင်းကြီးပိုင်းအနေနဲ့ဆိုရင်ဒီလို၄ရောက်လောက်သာရှိပါတယ်။အခုမန္တလေး PDF ကနေဖန်ထားတဲ့မုံတိုင်းဆိုရင်စစ်စင်ရတောင်းယူထားရပါတယ်။နောက်ထပ်အခုဒီဖန်ကြီးခံထားရတဲ့ဘန္နာကြီးတောင်းဝင်ခံဌာနကြီးမှုဆိုတဲ့နိုင်ကြီးကလည်း မန်လစ်ပီရီယားပြန်နာရေးကိစ္စတွေကိုခွက်ခေါက်တာတွေလှူခံတာတွေအားလုံးကိုတာဝန်ယူထားတဲ့သူဖြစ်ပါတယ်။မုတ်ကုတ်တာဆိုသူရာဇော်နဲ့ဒီဖြိုးဝေကတော့စစ်စင်ရေးတာဝန်တွေကိုစေဦးစီးအနေနဲ့တာဝန်ထမ်းဆောင်ပြီးတော့အော့စမွန်ကတော့ပြန်ကြားရေးတာဝန်ထမ်းဆောင်ပါတယ်။ဒီလိုမျိုးမန်လစ်ပီရီယားမှာရှိတဲ့ကောင်းကြီးပိုင်းတွေမှာခွက်ခေါက်တာတွေကနေတဲ့ဆင်ဒီရရှိတဲ့အကျိုးစီးပွားတွေကိုခွက်ဆောင်ခုတ်တာတွေကနေတဲ့ဆင်အခုဆိုရင်အော့စမွန်နဲ့ဒီဆိုသူရာဇော်နဲ့ကတကွဲ့ မွန်တိုင်းနဲ့နိုင်ငံတွေကတစ်ခွက်ဖြစ်လာပြီးတဲ့နောက်ဒီစုတ္တရာဇော်ကိုအလောင်းလက်နက်ကန်မွန်တန်အဲလေးကို NGPB အုပ်စုကဇော်ဝေစိုးကဝေစားပြီးတဲ့နောက်မှာတော့မန္တလေး PDF ကပတ်ဆောင်ခုတ်လာကြပြီဖြစ်ပါတယ် ဲ့ဒီတွင်ဒီစစ်စင်ရေးတာဝန်တွေယူထားတဲ့မုံတိုင်းကိုမန္တလေး PDF မှာရှိနေတဲ့ဒီသူတို့အကြမ်းဖက်အဖွဲ့အစည်းတွေမှာရှိတဲ့အကျိုးစီးပွားတွေပန်တိုင်းကိစ္စတွေတပ်တွင်းသုံးဆောင်တွေကိုအလွဲသုံးစားလုပ်တယ်ဆိုတဲ့ကောင်းစဉ်နဲ့တာဝန်တွေရက်ဆိုင်ပြီးတော့ဒီတာဝန်တွေရက်ဆိုင်ပြီးတော့အခြေချချထားတယ်ဆိုပြီးတော့တကင်းတွေဒီနေ့ထုတ်ပြန်လာတယ်တကယ်တော့စုတ်သူရဇော်နဲ့ဒီမုံတိုင်းတို့ရဲ့အချင်းချင်းမန္တလေး PDF ရဲ့အကွဲမှုမန္တလေး PDF ရဲ့စက်တူသားစာမှုကပြီးခဲ့တဲ့2020ခုနှစ်မေဆွန်ဇူလိုင်ကာလတွေကဖြစ်ပါတယ် မေဇွန်ဇူလိုင်ကာလတွေမှာပလောင်လက်နက်ကိုင်တုံ DNA တွေကနောင်ချိုတောင်တန်းဒေသတွေမှာဆစ်ရှုံးနေတဲ့အချိန်တက်တော်ရဲ့တံမြန်ထိုးစစ်ကိုထိုးစစ်ဆင်နေတဲ့အချိန်အလဲလဲအခွဲခွဲနဲ့ဆစ်ရှုံးနေတဲ့အချိန်မန္တလေး PDF ကိုသူ့ရဲ့မွေးစားသားခိုင်းဘက်တပည့်ကိုထပ်မံပြီးတော့ဆေးရုပ်ကူညီပေးဖို့တောင်းဆိုခဲ့တယ်ဆိုတဲ့အတွင်သတင်းတွေကျွန်တော်ရရှိပါတယ်အဲ့ဒီအချိန်ကစပြီးတော့ဆိုသူရဆော်နဲ့မုံတိုင်းတို့ရဲ့ဂျာမန်ပတ်တိုက်မှုတွေဖြစ်လာခဲ့ပါတယ် မော်နိုင်ကတော့ဒီစစ်စင်ကြီးအတွင်ပလောင်လက်နက်ကိုင်ပေါ် DNL ရဲ့နောင်ချိုမျိုးသိမ်းတိုက်ပွဲနောက်မန္တလေး PDF ရဲ့နေရာပြောက်လာမှုဘုံပြောက်လာမှုအတွေ့ပလောင်လက်နက်ကိုင်တို့ DNL နဲ့အစာမချေမှုတွေကမော်နိုင်ကနေစတင်ခဲ့တယ်ဒါပေမဲ့သို့သူရာဆိုတာကတော့ပလောင်လက်နက်ကိုင်ပုံ DNL လိုအပ်နေတဲ့နောင်ချုံမျိုးမချရေးစစ်ကိုတွေပြီးပြီးတော့မိုးကောက်မှာရှိနေတဲ့ကျိုးစီးပွားတွေကိုခွဲတန်းယူမယ်ဆိုတဲ့အခြေအနေမှာညှိနှိုင်းမှုမရခဲ့ပါဘူး။အဲဒီနောက်မှာတော့ဇော်ဝေဆိုးနဲ့တာပုံးကျော်အပါအဝင်သို့သူရာဆိုတို့ကမိုးကောက်မြေမှာတွေ့ဆုံခဲ့ပြီးတဲ့နော်။မိုးကောက်မြေမှာရှိနေတဲ့ကျိုးစီးပွားတွေကိုဆက်လက်ခုခံကာကွယ်သွားမယ်။ လောင်လက်လက်ကြိုင်ပုံ DNL လိုအပ်နေတဲ့စီရေးအကူအညီစီရေးအကူအညီဆိုတာကတော့အသေးခံပေးမယ် NUG PP အုပ်စုလက်အောက်ခံ PDF တွေရှေ့တန်းကိုလာရောက်ရေးမန္တလေး PDF ရထောက်ဖို့လမ်းကြောင်းဖြစ်ပါတယ်အဲ့ဒီအတွဲအားလုံးနဲ့တတိထားမိကြမယ်ထင်ပါရယ်တာဖုံးကျော်ရဲ့ဘုံကိုအကြီးကြီးမားခဲ့တဲ့စတေတက်ကြီးဇော်ဝေစိုးကိုလည်းခေခဲ့ပါတယ်ဒီလက်ရှိသူတို့ကြွေးကြော်နေတဲ့လူဦးတော်လည်ရေတစ်ခုလုံးကိုပဲတာဖုံးကျော်ကဥဆောင်တော့မရောက်နဲ့တာဖုံးကျော်ကိုအင်မတန်ပေါ်မှခဲ့တဲ့စာသားတွေဇော်ဝေစိုးရေးခဲ့ပြီးတဲ့နောက်ွယ်မှာကတော့စိုးသူရာဇော်နဲ့မုံတိုင်းလိုရဲ့ပွတ်တိုက်မှုတွေကိုဖော်ထုတ်ထားခဲ့ကြတာဖြစ်ပါတယ် ။သုံးသူရသောရဲ့သဘောကတော့မိုးကုတ်တာဖြစ်တယ်။မိုးကုတ်မှာရှိနေတဲ့ကြိုးစီးပွားတွေကိုမန္တလေး PDF ကောင်းစင်နဲ့ရကြိုတယ်။လက်ရှိဖန်ဆီးခံရတဲ့ရာလူဖြုတ်ခံရတဲ့ဒီမုံတိုင်းကကြတော့စစ်ရှုံးနေတာသိတယ်။ပလောင်တက်တဲ့ကံစပုံတရတဲ့အလေးကိုသွားပြီးစစ်ရေးအရာကိုညှိပေးမယ်ဆိုရင်အင်အားပြုံးပြီးသွားမယ်ဆိုတာကိုနားလည်နေတာဖြစ်တဲ့အတွက်ဒီမရေယာစင်ကုတပိတ်ချင်းမှာပဲရွှေကိုတိုးခြင်းနဲ့ဒီကရတဲ့စက်ကြီးတွေနဲ့ပဲသူတို့စားကျင်တောက်ကျင်နေဆိုတဲ့အနေအထားမှာနှိမ့်နိုင်လို့မရဖြစ်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ August လဒုတိယဘက်ကစပြီးတော့ဒီ Mandalay PDF အပြင်စုသူရဇုံနဲ့ Osmono ကဥဆောင်ပြီးတော့ ်အခုလက်ရှိဒီစစ်စင်ရေးတာဝန်တွေယူထားတဲ့အာဏာဖြုတ်ချခံရတယ်လို့ဆိုနိုင်ပါတယ်အဲ့တော့ဆစ်စင်ရေးတာဝန်တွေထမ်းဆောင်နေတဲ့မုံတိုင်းနဲ့ဗန္ဒာရေးတာဝန်တွေထမ်းတာဝန်ယူထားရတဲ့နိုင်ကြီးကိုအလွဲတော်လုံးမှုဆိုတဲ့ခေါင်းစဉ်တက်ခဲ့ပါတယ်တကယ်လည်းနိုင်ကြီးတို့တော့ပြီးတော့မုံတိုင်းတို့ကမန္တလေး PDF မှာရတဲ့ခွဲတန်းတွေမန္တလေး PDF မှာရရှိတဲ့ဗန္ဒာရေးစနစ်တွေအားလုံးကိုအပိုင်းလိုက်ခွဲရာခိုင်နှုန်းခွဲပြီးတော့အသုံးပြုနေတာဖြစ်ပါတယ်ဒါပေမဲ့ဒီထဲကနေမှပြန်ကြားရေးတာဝန်ယူထားတဲ့ Osmo နဲ့စိုးသူရဆိုတို့က better better ဖြစ်သွားပြီးတော့လက်ရှိ တိုက်ခံရတဲ့အခြေကျိုးချခံရတဲ့မန္တလေး PDF ကအခြေတွင်းသတင်းထုတ်ပြန်ခြင်းကိုခံရတဲ့မုံတိုင်းနဲ့နိုင်ချီကတော့ PDF ထဲမှာရှိတဲ့ banner ကြီးမြန်မာကျပ်ငွေတင်းသုံးသောင်းခွဲကိုပက်ကြီးရိုက်ထားတဲ့ဆိုတဲ့ခေါင်းစဉ်တက်ပြီးတော့ခုံရုံးစစ်ဆေးခဲ့ပါတယ်။အဲ့ဒီခုံရုံးစစ်ဆေးမှုက2025ခုနှစ်ဩဂတ်လတရရက်ပတ်တိုင်းမှာအမိန့်ချခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်နောက်ထပ်ဒီ2025ခုနှစ်စက်တင်ဘာထဲမှာပဲလက်ရှိနိုင်ငံရေးအခွင့်အရေးမှာပတ်လောင်တွေအနေနဲ့မျှဝေခဲ့ခြင်ထားရသလိုဖြစ်လာတယ်။ NUDP ပြည်အုပ်စုအနေနဲ့လည်းမိုးကုတ်မှာရှိတဲ့အကျိုးစီးပွားတွေကိုဆက်လက်တွန်းပို့ခွင့်ရချင်ပြီဖြစ်တဲ့အတွက်မန္တလေး PDF မှာအာဏာပြန်သိမ်းလိုက်တဲ့စိုးသူရာဇော်ကို NUDP ပြည်အုပ်စုရဲ့ MOD ကာကွယ်ရေးဝန်ကြီးဌာနအမိခံထားတဲ့ MOD ရဲ့အောက်ဒုစစ်အုပ်စုချုပ်အနေနဲ့တာဝန်ပေးခဲ့ပါတယ်။မှန်မှန်ရရဆိုရင်စိုးသူရာဇော်ကို ဒုစေဝစီချုပ်ရာလိုပေးခဲ့တဲ့စက်တင်ဘာ10ရက်နေ့မှာတိုင်ငင်တွေကမွန်တိုင်းနဲ့နိုင်ကြီးကိုဖမ်းဆီးခဲ့တာဖြစ်ပါတယ်။မွန်တိုင်းနဲ့နိုင်ကြီးကိုဖမ်းဆီးခဲ့ပြီးတဲ့နောက် NUG ပြည်ပြည်အုပ်စုကစိုးသူရဆော်ကိုအမြဲတမ်းပခုံးချင်းရှင်ခဲ့တဲ့ NUG နဲ့ပေါ်တိုင်မှုမဖြစ်အောင်လို့ NUG ရဲ့အသုံးချခံ NUG ရဲ့ဝန်ကြီးဌာနလက်အောက်ခံအနေနဲ့စေဦးစီရတို့ပြေးခဲ့ပါတယ်။နောက်ပဲကအကျိုးစီးပွားတွေကတော့ရှင်းပါတယ်။ဇော်ဝေစိုးဦးဆောင်တဲ့ NUG နဲ့စိုးသူရဆော်ဦးဆောင်တဲ့မန္တလေး PDF ကဘုကောက်မှာရှိနေတဲ့အကျိုးစီးပွားတွေကိုကာကွယ်သွားမယ်။ တဖက်ကပြန်ကြည့်ရင်လည်းပလောင်လန်းနဲ့ကန်ကုန် DNL တရားမွေကြောက်တူးပေါ်နေတဲ့မုန်ကုတ်ကောက်ခွင်းအပါဝင်ဧကတထောင်ကျော်ကိုဆက်လက်ပြီးတော့ခွဲလန်းရယူသွားဖို့ဆက်လက်ပြီးတော့ကောက်ခွင်းသွားဖို့တဲ့သဘောတူညီတာတွေကိုအကောင့်ထဲပေါ်ခဲ့ပါတယ်။ဒါပေမဲ့ဒီစက်တင်ဘာ10ရက်နေ့မှတိုင်ခင်ကမုန်တိုင်းလိုဖန်ဆီးခံခဲ့ရတာဖြစ်တဲ့အတွက်မန္တလေး PDF မှာလည်းဆရာမွေးတပွဲဝင်းရှိကြပါတယ်။မုံတိုင်းရဲ့အာနာကိုမုံတိုင်းရဲ့နောက်လိုက်ဖြစ်နေကြတဲ့မန္တလေး PDF အဖွဲ့တွေရှိတယ်လို့သောသူရဇော်ရဲ့နောက်ကော့စမိုရဲ့နောက်ကိုလိုက်နေတဲ့ PDF အဖွဲ့တွေရှိပါတယ် တကယ်တော့မန္တလေး PDF ကပုတ်တိုက်မှုတွေနဲ့ပြီးခဲ့တဲ့နောင်ချုံမျိုးသိမ်းတိုက်ပွဲ2024ခုနှစ်ကလေးကငြိမ်သက်သွားခဲ့တာကိုသတိထားမိကြတယ်ထင်ပါတယ်တကယ်တော့အကျိုးစီးပွားတွေကိုခွဲဝေရှင်းနေပဲဆရာမွေးတပွဲဝင်းနဲ့မန္တလေး PDF ကအထင်းမှလောင်ကျွမ်းနေခဲ့ကြတာဖြစ်ပါတယ်ဒီလိုမျိုးအကျိုးစီးပွားတွေသူတို့ရဲ့မက်လုံးတွေနဲ့ပဲမန္တလေး PDF ရဲ့အာနာသိမ်းမှုကတဖြည်းဖြည်းနဲ့ရှင်းကျက်လာတယ်ဒီလောဘဇောတက်မှုတွေကတဖြည်းဖြည်းနဲ့တရေတဲလာပြီးတဲ့နောက်မှာတော့စွတ်တူရာဇောကမန္တလေး PDF ကိုလက်ဝကြီးအုပ်ခဲ့တာဖြစ်ပါတယ် မန္တလေး PDF ကိုလည်းဝကြီးအုပ်ပြီးတဲ့နောက်ဒီ19နဲ့မုံတိုင်းကိုဖမ်းဆီးခဲ့တဲ့နောက်ဆက်တွဲတွေမှာတော့သူတို့ရဲ့တပည့်တွေကမန္တလေး PDF အချင်းချင်းမှာပြိပက္ခတွေကတော့ကစားတွေဖြစ်လာပါတယ်။ဒါကြောင့် Osmon တို့တွေကစိုးသူရာဆိုလိုကမုံတိုင်းရဲ့နိုင်ကြီးကိုဒီတက်တွင်းမှာရှိနေတဲ့အကြမ်းဖက်အဖွဲ့အစည်းတွေမှာရှိနေတဲ့အလွဲသွန်းစားလုပ်မှုတွေအတွက်ဖမ်းဆီးထားတယ်ဆိုတဲ့ခေါင်းစဉ်ကလုံခြံထားတယ်ဆိုတဲ့သတင်းပေါက်ကြားလာပါတယ်။အဲ့ဒီနောက်မှာပဲပြီးခဲ့တဲ့2025ခုနှစ်စက်တင်ဘာ10ရက်နေ့သို့တူတော်ဒူးစီအိုစီချုပ်ဖြစ်ပြီးနောက်ပိုင်းမန်လီ PDF တွေမော်ရယ်ကွဲလွဲမှုတွေအင်တာများပြားလာခဲ့ပါတယ် ဒီလိုသဘောထားကွဲလွဲမှုတွေရဲ့နောက်ဆက်တွဲမှာတော့မဖုံးနိုင်မပြေနိုင်ဖြစ်လာတဲ့ပုံစံမျိုးဖြစ်လာပြီးတဲ့နောက်ဒီနေ့နိုဝင်ဘာ22ရက်နေ့မှာတော့မန္တလေး PDF ကမုံတိုင်းနဲ့နိုင်ကြီးကိုတက်တွင်းမှာရှိနေတဲ့ဒီအချိုးစီးပွားတွေပန်နာရေးကိစ္စတွေကိုလည်းတုံ့ပြန်လုပ်တယ်ဆိုတဲ့ခေါင်းစဉ်နဲ့သူတို့ကလည်းအမှုရယူခဲ့တာဖြစ်ပါတယ် တကယ်တော့မန္တလေးပြည်ရကိုစိုးသူရဇော်ကအာဏာပြန်သိမ်းခဲ့တာဖြစ်ပြီးတော့စိုးသူရဇော်ကိုအာဏာပြန်သိမ်းမှုအတွက်လည်းအညီအညီပြည်အုပ်စုကဇော်ဝေစိုးကနှက်ချောင်းပေးခဲ့တာဖြစ်ပါတယ်။ဇော်ဝေစိုးနှက်ချောင်းပေးခဲ့တာတွေရဲ့နောက်ဆက်အတွဲကတော့တာပုံးကျော်တို့ရဲ့မိုးကုတ်ကရှိတဲ့ကျိုးစိုးပွားတွေကိုကာကွယ်ဖို့ပဲဖြစ်ပါတယ်။ပြောရမယ်ဆိုရင်တော့ပလောင်လက်နက်ခံစစ်ပုံ TNL ကနောက်ချိုးမှာဆစ်ရှုံးမှာလည်းတည်တယ်။ကြောင်မင်းကိုပြန်ပေးရမှာလည်းတည်တယ်။တီဘောမှာခွတ်ထိုးခွတ်လန်ဖြစ်မှာလည်းတည်တယ်။နောက်ဆုံးအဆင့်အနေနဲ့မိုးကုတ်ကကျိုးစိပွားတွေကိုဆက်လက်တူဖောက်ခဲ့တရရရရနှစ်ရရရပုံစံမျိုးနဲ့တော့ပစောတက်နေခဲ့ဖြစ်ပါတယ် ဒါပေမဲ့တန်းတော်ရဲ့ထိုးစစ်ကြီးကထင်မှန်မထားတော့အောင်မြန်မြန်ဆန်ဆန်နဲ့မြို့သိန်းတိုက်ပွဲတွေတက်တိုက်တင်ပိုက်လာပြီးတဲ့နောက်မှာတော့ပလောင်လေးအားလုံးကတာခုံးကျော်တာခုလန်တို့ရဲ့အားလုံးကသူတို့ရဲ့အကျိုးစီးပွားတွေနဲ့တည်ကြရမှာကိုတည်တဲ့အတွက်အပြစ်ခံရက်စဲရေးလက်မှတ်ရေးထိုးခဲ့။အပြစ်ခံလက်မှတ်ထိုးလိုက်တာတွေရဲ့နောက်ဆက်တွဲမိုးကုတ်မှာခုခံကာကွယ်သွားကြမယ်ဆိုတဲ့သုံးပွင့်ဆိုင်တာခုံးကျော်ဇော်ဝေဆိုးနဲ့စုသူရဆိုးတို့ရဲ့သုံးပွင့်ဆိုင်သဘောတူညီမှုကနေပြတ်ပြေသွားကြရတယ်။ အဲ့ဒီနောက်မှာပဲအခုမုံကုတ်ကနေမောင်းထုတ်ခံရတဲ့ PDF တွေထဲမှာသုတ္တရဆိုဥဆောင်တဲ့ Melody PDF တွေပါဝင်လာကြပြီးတော့ ။သို့သော်လည်းအိုးကြောင့်နဲ့မန္တလေး PDF ကိုလည်းဒါဖုံးကြုံလို့ကခုချိန်မှာမိုးကုတ်ကနေဆက်လက်ပြီးခွင်းမောင်းသလိုမောင်းထုတ်နေကြပါတယ်။ဒီလိုမျိုးအချင်းချင်းပွတ်တိုက်မှုတွေသူတို့ရဲ့အကျိုးစီးပွားတွေအပြန်အလှန်အကျိုးစီးပွားတွေရှိနေတာတွေရဲ့နောက်ဆက်တွဲနိုင်ငံရေးကိုခုတော့လို့အာဏာရှင်ပြုတ်ကျရေးကိုခုတော့လို့ပြီးတော့ဒီမိုကရေစီစနစ်ကြီးပဲပေါ်ထွန်းလာတော့မယ့်ခတ်တုံးတုံးအညာသာတောသားတမလူမျိုးမြမလူမျိုးအလုံးကိုစီယုံပြီးတဲ့နောက်မှာတော့အခုလိုမျိုးခွတ်ဆောင်ခုတ်တာတွေနဲ့စက်တူတာစားတာတွေဖြစ်လာကြတာဖြစ်ပါတယ်။နဂိုရဲကနိုင်ငံရေးတတိမမှန်တဲ့သူတွေကလက်နက်ကင်လမ်းစဉ်ကိုလိုက်နိုင်ငံရေးစနစ်တွေကိုကြွေးကြော်လာခဲ့တာတွေရဲ့နောက်ဆက်တွဲမှာ တော့ခုလိုမျိုးတဖြည်းဖြည်းနဲ့ဂျိုလုံးပေါ်လာခဲ့ကြတာဖြစ်ပါတယ်။ဘလိုပဲဖြစ်ဖြစ်သို့သူရာဆိုလိုကဥဆောင်ပြီးတော့ဒီလက်ရှိအခင်းချင်းမုံတိုင်းရဲ့နိုင်ကြီးကိုအကြည့်ရဲ့ခြားစားမှုတွေဗန်ဒါရဲ့ကိစ္စတွေအလေးကုံစားလုပ်တယ်ဆိုတဲ့ခေါင်းစဉ်နဲ့လက်နက်တွေဖြုတ်သိမ်းခဲ့တယ်အချင်းချထားခဲ့တာဖြစ်ပါတယ်။တကယ်တော့မန္တလေး PDF အဖွဲ့အစည်းအတွင်းမှာနိုင်ကြီးနဲ့မုံတိုင်းကိုဇော်ဝေဆိုးနဲ့သို့သူရာဆိုလိုကပေါင်းပြီးတော့မြန်မာကျပ်တွေသိမ်းပေါင်း3000ကျော်ဗက်ကီးရိုက်ထားတယ်ဆိုတဲ့ခေါင်းစဉ်တက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီအတွက်လည်းဒီဇော်ဝေဆိုးလို့သို့သူရာဆိုလိုကနိုင်ကြီးနဲ့ ဒီမုံတိုင်းလူရဲ့အခြေတဲ့ခြားဆောင်မှုတွေနောက်ပြီးတော့တက်တွင်းမှာရှိနေတဲ့ဘန်ဒါရေးစနစ်တွေစီရင်ဖြောင်းထားတာတွေအားလုံးကိုတည်တည်ကြည်နဲ့ကျွန်ပေါ်ဖန်ခဲ့ကြတာဖြစ်ပါတယ်။ဒီလိုလူကျွန်ပေါ်ဖန်မှုအတွက်လည်းအားလုံးကဝိုင်းဝန်းဆောင်ရွက်ခဲ့ကြတာဖြစ်ပြီးတော့အခုလိုမဖုံးနိုင်မဖိနိုင်အပေါင်းအနှံထွက်လာတဲ့အချိန်မှာတော့စုံဦးဆောင်တဲ့တရင်ပြန်ချာရေးအဖွဲ့ကနေလက်အုပ်မှုရယူပြီးတော့နိုင်ဂျီးတို့မုံတိုင်းတို့ကိုလက်စားရဲဆိုတဲ့ခေါင်းစဉ်နဲ့ပြစ်မှုတွေရှိရဲဆိုတဲ့ခေါင်းစဉ်တက်ခဲ့ကြတာဖြစ်ပါတယ်။ ဒီနေ့တရင်ထွက်ပေါ်လာတဲ့ Mandalay PDF ဖြစ်အလဲလဲအခွဲခွဲကိစ္စကြီးကတော့ဒီသူတို့အခေါ်တော်လိုင်းအမိကန်အခွဲတွေလက်နဲ့ကြိုက်ထားတဲ့သခိုးတမျှအခွဲတွေချားမှာတော်တော်ကြီးဟော့ဟော့ရင်ရင်ဖြစ်သွားပါတယ်။ဘာကြောင့်လဲ Mandalay PDF ဆိုတာကစတင်ဖွဲ့စည်းချိန်တွေက NUG ပြည်ပြည်အုပ်စုရဲ့ထင်းချုံမှုအောက်မှာမရှိပဲပလောင်လက်နဲ့ကြိုက်တဲ့ပုံ TNL ရဲ့လက်နဲ့တက်ဆင်ပေးမှုအောက်ကနေကိုယ်စီကိုရှာစားကိုယ်စီရင်းနဲ့ကိုရွှေတွေတူးပြီးတော့ကြီးပွားတိုးတက်နေတဲ့အခွဲဖြစ်ပါတယ်။ဒါကြောင့်မလို့လေမန္တလေးပြည်ရက NUGPP အုပ်စုကအခွဲတွေကိုအမြင်နဲ့လို့သလိုခလုံးတိုက်လိုက် ဝေဖန်လိုက်ပြုတ်နေတာဖြစ်ပါတယ်ဒီလိုမျိုးခလုတ်တက်လိုက်ဝေဖန်လိုက်ဖြစ်နေတာတွေကိုပဲပြည်ပြည်အုပ်စုတွေကမခံနိုင်မရက်နိုင်ခင်ဖြစ်လာပြီးတဲ့နောက်မန္တလေး PDF ကိုတိုက်ခွတ်တက်ရှုံဖို့ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်လက်ရှိအချိန်မှာတော့ဇိုဝေဆိုးဥဆောင်တဲ့ပြည်ပြည်အုပ်စုတွေရဲ့ခွင့်လင်းကိုရောက်ရှိသွားပြီဖြစ်ပြီးတော့မန္တလေး PDF ကတော့အလေးလေးအကုန်ပဲဖြတ်သွားပါပြီ ဆရင်စရာအရာမန္တလေး PDF မှာတက်ရင်1နှစ်3.1ကနေ1နှစ်3.9ခွန်ထိရှိပေမဲ့စိုးသူရသောဦးဆောင်နဲ့တက်ရင်1နှစ်3.2နဲ့1နှစ်3.4ကတော့မိုးကုတ်မှာရှိနေတယ်လို့သိရပြီးတော့မုံတိုင်းဦးဆောင်နဲ့1နှစ်3.1နဲ့1နှစ်3.5 1နှစ်3.6ကတော့လက်ရှိတပိတ်ချင်းဝါပြူတော်တကြောမှာရွှေခိုးတူးနေကြတဲ့ဖြစ်ပြီးမုံတိုင်းတို့ဖန်စည်းခံရပြီးတဲ့နောက်တချို့တွေရဲ့ကြားမှာဖွတ်တိုင်မှုတွေဖြစ်နေတယ်ဆိုတဲ့သတင်းတွေလည်းကြားသိရပါတယ်ဆိုတော့ငကိုတဲကနိုင်ငံရေးတတိမတ်မှန်ငကိုတဲကနိုင်ငံရေးရေးချိန်နှိမ်ပါပြီးတော့ ်ဒီကတောင်းတော့နိုင်ငံရေးချိန်နေပါတဲ့မြန်မာလူမျိုးတွေကိုအသုံးချပြီးကိုကျိုးရှာနေအဖွဲ့ရရဲ့ပီဇာနဲ့ကျုံလုံးကတော့ပေါ်လာပြီးဖြစ်ပါတယ်ဒီခင်းချင်းကိုကြည်ကျင်အပြင်ပြီးခဲ့တဲ့ရက်ကဒီရာရှိမှာလည်းထောက်ဖို့တွေကိုအချင်းချင်းလက်ထောက်ချတက်ဖြတ်တာတွေပြုလုပ်လာခဲ့တယ်တိတော့ရာဘက်မှာလည်းတစ်ချိန်လုံးအမာခံဖြစ်ခဲ့တဲ့ထောက်ဖို့ကိုအချင်းချင်းပဲလက်ထောက်ချတက်ဖြတ်တာတွေပြုလုပ်လာခဲ့ပါတယ် ပြောရမယ်ဆိုရင်တော့ဒီလိုနိုင်ငံရေးရေးချိန်နှိမ်ပါတဲ့အဖွဲ့တွေနိုင်ငံရေးခံယူချက်မရှိဘဲနဲ့အင်အားကျနိုင်ငံရေးလမ်းကြောင်းပေါ်ရောက်လာပြီးတော့လက်နက်ကင်လမ်းစဉ်ပေါ်ရောက်လာပြီးတော့ကိုကိုကနိုင်ငံရေးလမ်းစဉ်နိုင်ငံရေးလုပ်နေတယ်ဆိုတဲ့ကြွကြော်တန်တွေကိုဘက်ကိုနိုင်ငံရေးပြုလုပ်နေတယ်ဆိုတဲ့ကောင်းတယ်တက်ပြီးတော့ကုံစာနေကြတာဖြစ်ပေမဲ့နောက်ကွယ်မှာတော့အချိုးစည်းပွားတွေကိုတက်ပြုလုပ်နေကြတာဖြစ်ပါတယ်။အဲဒီချိန်မှာလည်း NGPB အုပ်စုကမိုးကုတ်ကရွှေရင်းနဲ့မိုးကုတ်ကကြောက်ရင်းနဲ့ပတ်သက်ပြီးတော့လိတ်ခဲတဲလေဖင်ချကြောက်ခဲညက်တို့ဖြစ်လာပါတယ်။ ။ဒီဘက်မှာလည်းဒီမေဥပန်ဆိုတဲ့ခေါင်းစဉ်တက်ပြီးတော့ပြည်သူလူထုစီကထပ်ပြီးငွေတွေလိမ်မို့စူးစမ်းနေပါတယ်။တကယ်တော့ဒီ SDP လို့ခေါ်တဲ့ Sprint Development Plan မေဥပန်နဲ့လက်ရှိပြည်ပြည်မှာရှိနေတဲ့ပြည်လက်နက်ကန်တပေါင်း KNU ရဲ့အကြံဉာဏ်တွေကလည်းဆက်ဆက်နေပြန်ပါတယ်။ဒီကြောင့်ရတယ်နဲ့ပတ်သက်ပြီးတော့လည်းဆက်ဆက်တင်ဆက်ပေးသွားဖို့ရှိပါတယ်။ဆိုတော့ဆိုလိုရင်းကိုပြန်ဆက်ရရင်တော့ NUG ပြည်ပြည်အုပ်စုမှာလည်းအချင်းချင်းခွက်ခေါက်တာတွေပွတ်တိုက်မှုတွေနဲ့အဝေးမတည့်တာတွေကြောင့် NUCC NUG ရဲ့ကြားမှာလည်းအပွဲပြေးဖြစ်နေတယ်။လက်ရှိပြည်တွင်းမှာရှိနေတဲ့ PDF အဖွဲ့တွေအတွင်းထဲမှာလည်းစကြက်လူတာတွေစခွက်လူတာတွေနဲ့ ခွက်ကြိုက်တာတွေခွက်တိုက်တာတွေတော့ရှော့ဖြစ်နေပါတယ်ဒီထဲကနေမှအခုစောတူရဇော်နဲ့မုံတိုင်းတို့ရဲ့အာနာတို့မှုမန္တလေး PDF ဖြင့်ဒီအချင်းချင်းအာနာသိမ်းမှုကတော့တော်တော်လေးအဝတောင်းနေဖြစ်သွားပါတယ်ဒါကတော့ဒီမန္တလေး PDF အဖွဲ့အစည်းအတွင်းအကြမ်းဖက်အဖွဲ့အတွင်းအာနာသိမ်းမှုပြန်ဖြစ်ခဲ့တယ်ဆိုတဲ့အချင်းအခြေအနေဇတူသားစားနေကြပြီဆိုတဲ့အခြေအနေနဲ့ပတ်သက်ပြီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်အရှိမြန်မာနိုင်ငံရဲ့အခင်းချင်းမှာ PDF တွေထဲမှာအင်အားအကြီးဆုံးဖြစ်တဲ့မန္တလေး PDF စတင်ပြိုကွဲနေပြီဖြစ်ပါတယ် ။တည်မမှန်မှုတွေရဲ့နောက်ဆက်တွဲနိုင်ငံရေးဖောင်ဒေးရှင်းနိုင်ပါမှုတွေရဲ့နောက်ဆက်တွဲအတွင်းကနေအချင်းပြက်ခြားစားမှုတွေရဲ့နောက်ဆက်တွဲဖလိုက်စားပြီးတော့ပြိုကျပျက်စီးနေပြီဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ဒီမှာမနေ့နိုင်ငံရေးသမားတွေအားလုံးဘယ်တော့မှအောင်မြင်မှုရမှာမဟုတ်တဲ့အတွက်ဒီလိုနိုင်ငံရေးသမားတွေဦးဆောင်နေတဲ့ຫນွေဦးတော်လှန်ရေးဆိုတာကလည်းနှင်းပြောက်တဲ့ຫນွေလိုပဲဖြစ်လာအောင်မှာဖြစ်ပါတယ်။ဒီကြောင့်ရတဲ့ပတ်သက်ပြီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ တတိယများနေ့စဉ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကြိုင်းနှစ်သက်တယ်ဆိုရင် like နဲ့ subscribe လေးနှိပ်ထားပြီး share တဲ့မြန်မာမှာတတိယများနေ့စဉ်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ